ပည့်ရလေးမှာဤစိတ်ပက်လက်လဲနောက်မှုလေးကြတွေးတူတဲ့ဟင်းလေးချက်ကြကြမယ်နော် ပါတယ်ကျမကဒီနေ့နွားနို့ခဲရဲ့ငချောက်ရဲ့မြေပဲဆက်ရဲ့ကိုအနှစ်ကြကြဤစိတ်ညောင်းချက်မှဖြစ်ပါတယ်ပထမဦးဆုံးငချောက်လေးတွေကိုချက်တုံးလေးတွေတုံးလိုက်မယ်ပြီးရင်စားကြမ်းထည့်ပြီးတော့အငံထုတ်တဲ့အင်းနဲ့ရင်ဆိုင်ထားမယ်ပေါ့နော်ကျန်တော့နေရလေပပပပလေးတွေလိထားလိုက်မယ်။တဲပိုင်းပူလာရေးဆိုတာနဲ့မြေပဲဆန်ကိုထည့်ပြီးတော့လှော်ပါမယ်။ နေပဲစံကျက်ပြီးဆိုတာနဲ့သကောထဲကိုထည့်ပြီးတော့ဒီမှာအပေါ်ရံလေးချွေချွေပြီးတော့ပြာတိထားပါမယ်စီဘူးလာပြီးဆိုတာနဲ့ခုနကပပပပလှိထားတဲ့ကျက်သွန်နီလေးတွေထည့်มาပါ CEO လေးအရန်ကြီးကြအောင်မဆောင်ဘူးเนาะလေးတွေအရန်တိုက်နေလို့အနေအများမှာဆိုလို့စီနည်းနည်းကြက်ပြီးဆိုတာနဲ့ကြက်သွင်းနေထည့်လိုက်တာအယောင်လောက်လို့အယောင်ဒီမို့ကိုသုံးလုံးလောက်ထည့်လိုက်တယ်ပြီးရင်အခါအောက်မှွေပြီးရောခဏအုပ်ထားမှာပေါ့เนาะခုနကလှော်ထားတဲ့မြေပဲစံလေးတွေကိုထောင်းလိုက်ပါမယ်။လုံးခွဲလေးပဲကွဲတယ်ဆိုရင်ရပြီเนาะ၄စိတ်ချမ်းတယ်ဆိုရင်ရပြီ။အရင်ညက်စရာမလိုပါဘူး။ ကျွတ်တဏီလေးတွေကအယောင်လေးတွေကတော့လှနေပါပြီဒါမှမဟုတ်မနဲ့သေးဘူးလေမနဲ့သေးတော့တိုင်းထားလိုက်အောင်မယ်နော်ကျွတ်တဏီဦးလေးတင်တာတော့ကျမကဒီနွမ်းနုတ်ကလေးတွေကိုအစိတ်သေးသေးလေးတွေစိတ်ပါမယ် ်သုံးပါပြီ။ဘောင်းလာပြီ28။ဘယ်လိုလဲ။ဘယ်လိုရလဲနော်။တစ်နှစ်လုံးလုံးနဲ့တော့ရတယ်။အာတစ်နှစ်လုံးလုံးရင်တော့ဘာမှမဟုတ်ဘူး။တော်တော့စားလို့အနေညာငလင်းလှုပ်သွားလीတညာလုံးလှုပ်သွားတဲ့အကြောင်းကိုဒီမနက်ထီပြောမပြီးသေးပါဘူးအေးရီလည်းပြက်ကျက်သွန်နီလေးနူးနဲ့သွားပြီးဆိုတာနဲ့ခုနကအငံထုတ်ထားတဲ့ငါ6လေးထည့်ပါမယ်နော် ထည့်ပြီးတော့ကျမလေးရေထည့်လိုက်အဖုံးအုပ်ပြီးနဲ့လိုက်ရေထည့်လိုက်အဖုံးအုပ်ပြီးနဲ့လိုက်အလုံးငါ၆တုံးနဲ့တည်တည်ထားမှာပါဒီဟင်းကတော့ကြကြတဲ့ဆက်ရတယ်စီလည်းများများတုံးရတယ်ဆက်ဆက်လည်းကုန်တယ်တွေးလည်းတိုးပါရဲ့ဒါမဲ့စားလို့ကတော့အရန်ကောင်းတစုံစုတစုံထိမိနေရပဲမချောင်းလုံးလေးနဲ့ပြီဆိုတာနဲ့ခုနကထောင်းထားတဲ့မြေပဲဇံလေးထည့်ပြီးတော့ထားလိုက်မယ်နော်ပြီးရင်လည်းမြေပဲဇံလေးနဲ့အောက်ထားအောင် ရေပဲလက်နဲ့လာတဲ့အချိန်ကြီးရောက်ပြီဆိုရင်မွှေးနေရတယ်တိမ်လုံးမွှေးသွားပြီဒီအနံ့ကနေအရန်ဝင်လိုက်ပါတယ်ဒီလိုအနေထားရောက်ပြီဆိုတာနဲ့ကျမတို့ကကုနာကတိထားတဲ့နွားနုကျဲလေးတွေကိုထည့်လိုက်မှဖြစ်ပါတယ်။ နာနုကင်လေးတွေကိုလည်းစားလေးနဲ့နည်းနည်းဖြူလိုက်ပြီးရယ်နော်ဖြူပြီးတော့အထက်အောက်ခလောက်လိုက်ပြီးရယ်နော်ဒီမှာကျမဘာဟင်းခက်မှုမှမဖြစ်ပါဘူးအယောင်တင်မှုတစ်မျိုးတည်းပဲထည့်ရပါအပေါငံကိုချက်ပြီးရဲ့အချိန်မှာမြည်ကြည့်ပါမြည်ကြည့်လို့ကိုကငချောက်ကအငံထုတ်ထားတဲ့အတွက်ကျက်သွနေရအယမ်းများလို့နာနုကင်လေးနဲ့မှုလို့အငံပော့သွားရဲဆိုရင်အခါကျမှစားလေးပဲထည့်ပါကျန်တဲ့အချိုးမှုတွေပါပါမှမထည့်ပါနဲ့ဘာလို့ဆိုတော့ နာနုကေကလည်းအရသာရှိပြီးသားတယ်နော်တွတ်တွနီကလည်းအချိုးငါ၆ကလည်းသူ့အငံတန်းနဲ့သူရှိပြီးသားမြေပဲလန်လည်းဤစိမ့်ပလက်လန်မိသားကိုဘာမှထက်မထက်နဲ့နော်ဒီတိုင်းလေးပဲချက်စားပါအရန်ကောင်းပါလေကျမတော့မနေနိုင်တော့လို့ဟင်းအိုးနာတယ်သမင်းကူပြီးထည့်စားလိုက်ပါတယ်တကယ်ကိုဤစိမ့်ပလက်လန်နာမှုလဲကြားနေမယ်အရန်စားလို့ကောင်းတယ်တစွန်းဆိုတစွန်းပါစက်သေးကိုပျော်ဝင်သွားတာလေထိမိညာပဲအရန်စားလို့ကောင်းတယ်နော်အားလုံးပဲချက်စားကြကြပါကျမကတော့ကြိုက်တော့တော့ အဲမကြာခဏဆိုတလို့ချက်စားပါတယ်။ဒီရင်ကြဒီဟင်းကလေအုံလို့လည်းထည့်ရမယ်ပုံစံကြောက်ကိုအကြီးကြီးလည်းထက်ထည့်ရမှာလေ။အဲ့နှစ်ခုကထက်မထည့်ပြတာပါရှိရလေးနဲ့ပဲချက်လိုက်တာပါ။အလုံးမဲ့လိုက်ပြီးချက်စားကြည့်ကြနော်။ကျေးဇူးပါရှင်။